ဒီတခင်ကတော့သူ့ရဲ့ကြောင်တွေကအရန်တွေကက်လွန်လို့သူ့ကိုယ်သူခြံကပ်ပြီးအိတ်နေရပါပြီ။ဘာလို့လဲဆိုတော့သူပင်မန်းလို့လှည့်လိုက်တာနဲ့ကြောင်လေးတွေကသူ့မျက်နှာကိုတက်ပြီးခွာပါတယ်။သူတို့ခွာတဲ့ပုံစံကလည်းအတက်တောင်ရှိလို့မရတော့ပါဘူး။ညရောက်လို့အိတ်ပြန်ရင်လည်းကြောင်လေးတွေကသူ့ကလေးမကိုခုန်တက်လာကြပြန်ပါတယ်။တခါတလေဆိုနေရကောင်းအောင်ခုန်အုပ်တက်ကြပါတယ်။ဒါနဲ့သူလဲသူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ဆောင်းထူးထူးချုံပြီးအပေါ်ကနေစူးတွေနဲ့ကာထားလိုက်ရပါတယ်။ဒီလောက်ဆိုရင်တော့ကြောင်တွေတူနာမကတ်တော့ဘူးလို့သူကထင်လိုက်ပါတယ်။ ဒါပေမဲ့လို့ဒီကုလုံးမှာမျက်နှာလွတ်နေတဲ့အတွက်ကြောင်တကောင်ကတော့မျက်နှာကိုတက်ပြီးခွပြန်ပါတယ်။ဒါရင်အမရပဲတူဟာမျက်နှာပေါ်မှာလေးလေးချလိုက်ပါသေးတယ်။ဒီကြောင်တွေရဲ့ရန်နဲ့လွတ်ဖို့အတွက်တူဟာစူပါချင်းတစ်ချင်းကိုဝယ်လိုက်ရပါတယ်။ပြီးတော့တူဟာအထဲမှာဝင်ပြီးအိပ်ပါတယ်။ချင်းကတေးတေးလေးဖြစ်နေတော့တူဟာဟိုဒီလေးညုံတောင်တိတ်ပြီးမရပါဘူး။အိပ်ရတာအဆင်မပြေတာနဲ့တူဟာကြောင်လေးတွေဝင်လို့မရအောင်ဆိုပြီးချင်းတော်တလုံးကိုဝယ်လိုက်ပါတယ်။ဒါပေမဲ့လို့ကြောင်တွေကချင်းတော်မကိုခုန်တက်လာကြလို့တူဟာစိုးရင်လာပါတယ်။တေးကြပါတယ်။ချင်းတော်ကတူရရဲ့လေးချိန်နဲ့အောက်ကိုပြိုကျလာပါတယ်။ နောက်ဆုံးတူလဲရွေးချယ်ချက်မရှိတော့တာနဲ့တူအရာလောက်ရှိတဲ့တန်စံကတစ်ခုကိုလှုပ်လိုက်ရပါတယ်အခုတော့တူဟာအထဲမှာအေးအေးဆေးဆေးနဲ့ဝင်ပြီးအိတ်လိုရနေပါပြီဒါပေမဲ့လို့ညရောက်တဲ့အခါမှာတော့ကြောင်လင်းတွေရဲ့အပေါ်ကနေကြည့်နေတဲ့ကြည့်တွေကကြောက်စရာကောင်းလာပါတယ်ဖြစ်နိုင်ရင်ဒီကောင်တွေကတန်စံကိုတောင်ဖြတ်ပြီးဝင်လာကျင်နေတဲ့ကောင်တွေပါနောက်ဆုံးမှာတော့တူဟာ special အရာကင်းတစ်ခုကိုဝယ်လာလိုက်ပါတယ်ကြောင်လေးတွေကဒီခင်းမို့ခုံတက်လိုက်တာနဲ့ဖိုင်ဘာပြားလေးတွေကသူတို့ရဲ့မွေးကိုဆွဲနှုံမှာဖြစ်ပါတယ်အခုတော့ကြောင်လေးတွေအကုန်လုံးကတခင်ရဲ့အိယာဘက်ကိုပဲကောင်မှမတွားရကြတော့ပါဘူး fell oh. in